တယ်ရေးလိုက်မယ်နံပါတ်10အနာခလိုက်တာနဲ့မဖြစ်သွားလဲဆိုရင်ဆက်ကွက်ထဲမှာရိုင်းလိုက်တဲ့စာလေးဒီဆက်ကွက်နဲ့ auto fill ဖြစ်သွားအားလုံးပဲမင်္ဂလာပါရှင်စတန်ကွန်ပျူတာတင်နာမှချုပ်ဆိုပါရစေညီမဒီနီမြောင်းဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ညိုရောကအိတ်ဆဲမှာဆဲကွက်အတွင်းမှာဒေတာတွေရိုက်ထည့်တဲ့အခါမှာညိုရောက ပုံမှန်ဆိုလို့ချင်းစကရနက်စာနဲ့အော်တိုဖိဖြစ်ရှင်းနေဆိုရင်ဘာလို့လဲဆိုရင်တို့ကကိုတိုင်းတက်ွက်ရှင်းစီလိုက်ပြီးတော့ညှိပေးရတယ်ပေါ့နော်။ဥမာအနေနဲ့ဆိုရင်တို့ကနံပါတ်စင်ရေးလိုက်တယ်။ပြီးတော့ဒီမှာဆိုရင်တော့ item name ဆိုပြီးတော့ရေးမယ်။နောက်တစ်ခုဒီမှာဆိုရင်တော့ surprise ပေါ့နော်။ဒီလိုလေးတွေရေးလိုက်တဲ့အခါမှာတို့ကစကရနက်ဒီစာလေးနဲ့တူတော့အော်တိုဖိဖြစ်မနေပါဘူး။ဒီမှာလည်းတူတူပဲစကရနက်စာနဲ့ဒီအော်တိုဖိမဖြစ်ဘူးပေါ့နော်။ဒါဆိုရင်တို့ကဘယ်လိုသုံးရလဲဆိုရင် column တစ်ခုချင်းစီမှာ ဒီမှာဆိုရင်ဒီ number စင်ဆိုတော့ column လေးကိုကျင်ရတယ် item name ဆိုရင် column လေးမျိုးလိုက်ပြီးတော့ share ပေးရတယ်ဒီလိုမဖြစ်လဲဆိုရင် tag question စီလိုက်ပြီးတော့သုံးနေရတယ်ပေါ့နော်မျိုးတို့ကဒီလို tag question စီကိုယ်တိုင်လိုက်သုံးစရာမလိုပဲね auto fill ဖြစ်အောင်မျိုးတို့ဒီသုံးလို့ရတယ်နေလန်လေးရှိပါတယ်နော်ကျန်ကဘယ်ကနေသုံးလဲဆိုရင်မျိုးတို့က ကိုသုံးနေတဲ့ရှင်လေးပေါ်မှာ right click နေပါပြီးသွားပြီဆိုရင်ဒီမှာ view ကုတ်စွာလေးကိုနှိပ်ခဲ့ပေးပါ okay ပြီးရင်ဒီမှာဆိုရင်တို့ကဒီရှင်လေးကိုသုံးမှာဖြစ်တဲ့အတွက် wash စွာလေးကိုတစ်ချက်လေးနှိပ်ပေးမယ်တို့ကဆဲခွန်းတွင်းမှာလိုချင်တာဖြစ်တဲ့အတွက်ဆဲစွာလေးကိုနှိပ်ခဲလိုက်ပါပြီးသွားရင်ဒီမှာဆိုလို့ရှိရင်တော့ column ကိုသုံးမှာဖြစ်တဲ့အတွက် အန်တန်ယာကော်လန်စွာလေးကိုရွေးခဲ့ပေးမယ်။ပြီးပြီးဆိုရင်မျိုးတို့ကအော်တိုဖစ်သုံးချင်တာဖြစ်တဲ့အတွက်အော်တိုဖစ်စွာလေးကိုနှိပ်ခဲ့ပေးပါ။ရမယ်နော်။ပြီးတော့ပြီးဆိုရင်မျိုးတို့ပိတ်ခဲလိုက်မယ်။ပြီးရင်ဒီမှာပိတ်လိုက်မယ်။ Okay ။ဒါဆိုရင်မျိုးတို့ကဆဲခွက်လေးကိုပုံမှန်တိုင်းထားတယ်။ရေးလိုက်မယ်။ရေးလိုက်မယ်။နော်။ရေးလိုက်မယ်။နံပါတ်7အနာခလိုက်တာနဲ့မဖြစ်သွားလဲဆိုရင်ဆက်ကွက်ထဲမှာရိုင်းလိုက်တယ်။ Okay နောက်တစ်ခါလဲတူတူပဲမျိုးကအိုင်ချန်နဲ့ အနာခလိုက်တဲ့တဆင်ယူလို့ဆက်ကွက်နဲ့စာလေးနဲ့ဒီအော်တိုဖိဖြစ်သွားပါလိမ့်မယ်နော်။ရေးလိုက်မယ်နံပါတ်10အနာခလိုက်တာနဲ့မဖြစ်သွားလဲဆိုရင်ဆက်ကွက်ထဲမှာရိုင်းလိုက်တဲ့စာလေးဒီဆက်ကွက်နဲ့အော်တိုဖိဖြစ်သွားပါလိမ့်မယ်။ Okay နောက်တစ်ခါလဲတူတူပဲမျိုးကအိုင်ချန်နေအနာခလိုက်